ตอดบังก์ต้องมีขวัญราชีเด็กว่าเวจันเนตเดบังก์อีกับพิซีลูกคนเอรามาบีได้ไปพูนอะไรสิเด็ดรีท่าอีกับพิซีตเดบังก์สุราเด็กว่าจันนี่เรลูกยอระที่ว่ย่างนับเสด็จบุกย่อระมาบูสูลุยินสักลงกูอ่ะอีกับพิซีเด็กว่าจันนี่เรนอกจากเด็กว่าพี่โอเมสเด็กไปบุกยอระมิวสิกพิซซ่าสอนมิวสิก နောက်ထပ်ပရိသေမျိုးစေ့လေးတစ်ခုจําနေအဲ့ဒါအထက်မြတ်ဆုံးသောတာပန်ထိဘဝသောတာပန်ဖြစ်ရင်နောက်ဘဝမှာသူထပ်ဖြစ်အောင်မယ်သောတာပန်ဘဝနဲ့မွေးဖွားအောင်မယ်အဲ့ဒါကိုပြောတာနောက်ဟိုအញ្ញံဆုံးသောတာပန်ကျတော့ခုနှစ်ဘဝဖြစ်အောင်မယ်မျိုးစေ့ခုနှစ်ဘဝရှိတယ်အဲ့ဒီအញ្ញံဆုံးသောတာပန်တောင်မှပဲဟိုညံ့နေဆိုတာဟိုအတိညာနေနဲ့တတ်မှတ်တာ အဲ့တော့အဲ့တော့တပံကရတနာတုတ်ထဲမှာပါတဲ့အတိုင်းနတိဘဝံအထမပါရိယံတိတဲ့သူတို့ကရှင်ဘဝအထိသွားတော့ခုနဘဝပဲဆိုတာအဲ့ဒါကိုတတ္တခတုပရမလို့ခေါ်တယ်တတ္တခတုဆိုခုနှစ်ကြိမ်ပရမဆိုအလုံးစုံနောက်တစ်ခါခြားရဲမှာကျတော့ကောလံကောလတတ္တဘာလို့ခေါ်တယ်သူက နှစ်ဘဝကနေပြီးတော့တစ်ဘဝတည်းမဟုတ်နှစ်ဘဝကနေပြီး6ဘဝအထိတန်တရားတွေမှာဖြစ်နိုင်သေးတယ်အလေလတ်တောတပ်တောတပ်ကိုမြို့စာ3မြို့ခွဲလိုက်တာနော်အထက်မြေဆုံးကဧကပီစီအလေလတ်ကကောလာကောလာနော်အနေဆုံးကတတ္တခတုပရမအဲ့တတ္တခတုပရမကိုရည်ရွယ်ပြီးတော့ယရဏသုတ်ထဲမှာ ကိစာပိတေဟွန်တိဘူတံပမတ္တာသူတို့တွေဟာလောဘတန်တရားဝတ်ထဲမှာမိမိလျော့လျော့အလွန်ကြီးပြောနေအောင်တော့မှာပဲနတ်တိဘုံအထမမာရိယတိရှိကုမြောက်ဘဝထင်အောင်တော့မယူတော့ဘူးရှိကုမြောက်ဘဝမှာမပွေးတော့ဘူးလို့ပြောတယ်ဒါသဘောဝါကြားတယ်အဲတချို့ကျမ်းတွေကြတော့ဒါကာမဘုံကိုပြောတာရူပဘုံကြတော့ ဘဝတည်တဲ့ပို့ရှိသေးတယ်လို့လည်းယူကြတယ်။သို့တော်လည်းဘဝဆိုတာတူတူပဲလေ။ကမ္မဘဝမှာမဟုတ်တာရူပဘယ်ဘဝပဲဖြစ်ဖြစ်မြတ်စွာဘုရားကဘဝဆိုတာဒီလက်ဖြစ်တတိကာလလေးတောင်မှဘဝဆိုတာဆက်ဆုပ်ရကောင်းတယ်။လူမစင်ဆိုတာနည်းနည်းလေးလေးနန်းတာပဲ။ဟောအများကြီးမှနန်းတာမဟုတ်ဘူး။နည်းနည်းလေးလေးနန်းတယ် ဘဝဆိုတာလည်းထုတ်တူရဲ့နည်းနည်းလေးလည်းမကောင်းဘူးလို့မြတ်စွာဘုရားဟောတာရှိတယ်။အဲ့တော့သောတပန်ဟာခုနှစ်ဘဝလို့ယူတာဟာတော့အကောင်းဆုံးပဲစားရဲမှလည်းဒါပြောတာ။သို့တော့တချို့ကျမ်းတွေမှာဆိုရီ꽌လောက်ရာရှိသေးတယ်။လူပြေလူပြေကာမဘုံမှာဒါခုနှစ်ဘဝကျန်တဲ့ဘုံကြတော့အာကိုဘဝဆယ်ဘဝရှိနေသေးတယ်။ဘာလို့လို့ဆိုစဉ်းစားကြည့်လေ။ ဝိပဿနာဉာဏ်နဲ့နိဗ္ဗိဒဉာဏ်ဆိုတာဘဝကိုညှိငွေ့သွားတာအညှိငွေ့ပြီးမှလိုချင်သေးတယ်ဆိုတော့ဘယ်ဖြစ်နိုင်မှာဝိပဿနာအစစ်နဲ့ပဲဘဝကြီးကိုညှိငွေ့ထားတာပဲအဲ့တော့တတ္တဗံခုနဘဝဆိုတာအနာဂုံမဲ့လို့ဒီလို